ားလုံးမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျော်ရှော့ဗန်ဟာဆိုရင်ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကကိုရီတာတန်ကိုအနိုင်ယူနိုင်ပြီးတော့ UMC Flyweight တန်းရဲ့ ranking ထက်ကိုရောက်လာခဲ့ပါတယ်ကျော်ရှော့ဗန်က Flyweight တန်းရဲ့ ranking ထက်ကိုအဆင့်15နေရာနဲ့စတင်ရောက်ရှိလာခဲ့တာပါကျော်ရှော့ဗန်ကနောက်ထပ်တပွဲတော်မထိုးရသေးခင်မှာပဲ ranking ပြန်ပြီးပြုတ်သွားရပြီဖြစ်ပါတယ်ဒါကလည်းယခုလအစောပိုင်းမှာကျင်းပပြီးစီးသွားခဲ့တဲ့ flyweight ပွဲစဉ်တချို့အပြီး ranking ပိုင်းအပြောင်းလဲကြောင့်ပြတ်သွားခဲ့ရတာဖြစ်ပါတယ် ဂျိုရှောဗန်ကိုအနိုင်ယူခဲ့ဖို့တဲ့ပြိုင်ဖက်ဟောင်းဖြစ်တဲ့ချားစ်ဂျွန်ဆန်ဟာဆိုရင်ပြီးခဲ့တဲ့အပတ်မှာတုန်းကဖိုင်တာ7ဦးဖြစ်တဲ့ရမဇန်တီမီရော့ကိုရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်ပဲတီမီရော့ကအဆင့်73နေရာကိုခုန်တက်လာခဲ့ပါတယ်။အကြောင်းဂျိုရှောဗန်နဲ့မူလာကပွင့်တယ်ပြီးထားခဲ့တဲ့ဘရူနိုစီဘာကအဆင့်7ကိုအလိုလိုနဲ့တက်သွားခဲ့ပြီးချားစ်ဂျွန်ဆန်ကအဆင့်15ကိုရောက်ရှိသွားခဲ့ပါတယ်။အဆင့်15နေရာကနေဖယ်ပြီးလိုက်တဲ့ဖိုက်တာကတော့ဂျိုရှောဗန်ပဲဖြစ်သွားခဲ့ရပါတယ်။ UMC ရဲ့ ranking ကိုအဖွဲ့အစည်းကစိတ်တိုင်းကျသတ်မှတ်တာမျိုးမဟုတ်ပဲ channel list တွေကမဲပေးပြီးသတ်မှတ်ခဲ့ကြတာမျိုးဖြစ်ပါတယ်။သူတို့က Joshua Van ကိုအဆင့်15မှာထားမလားဒါမှမဟုတ်ရင် Charles Johnson ကိုအဆင့်15နေရာမှာထားမလားဆိုတာကိုစုံပြက်ခဲ့ကြပုံပေါ်ပါတယ်။ထိတိုက်တွေးဆမှုအရာ Charles Johnson က Joshua Van ကိုအလဲထိုးနဲ့နိုင်ခဲ့တဲ့အတွက်သူကိုပင်အဆင့်15နေရာပေးလိုက်တာဖြစ်ပါတယ်။အခုလို ranking ဖြုတ်ချခံလိုက်ရတဲ့အပေါ် Joshua Van ကလည်းမကြည်မနှက်ဖြစ်နေခဲ့ပါတယ်။ ranking ဆိုတာအလကားဟာတွေပါ။ ကျွန်တော်က ranking ကို view မဆိုင်တော့ဘူးလို့ပြောချင်ပါတယ် UFC ranking ကဘလို့အလွတ်လွတ်တယ်လဲကျွန်တော်မသိပါဘူးပွဲလည်းမရှုံးထားပဲနဲ့ကျွန်တော်ကို ranking ကနေဖြုတ်ချလိုက်တယ်လေစောနာကပြောတယ်လို့ပဲဒီကနေ့ကစပြီးကျွန်တော်ကအလကား ranking တွေကို view မဆိုင်တော့ပါဘူးလို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်လက်ရှိ ranking ပြုတ်သွားခဲ့ရတယ်ဆိုပေမဲ့လည်း Joshua Ben အနေနဲ့လာမယ့်ပွဲမှာ Rice Ruya ကိုတာနိုင်လိုက်မယ်ဆိုရင်တော့ချက်ချင်း ranking ထက်ကိုပြန်ဝင်လာနိုင်ခြေရှိနေပါတယ်မူလကအဆင့်15ထက်မြင့်တဲ့ ranking မျိုးတောင်ရလာနိုင်တဲ့အတွက် ူအနေနဲ့နောက်ပွဲကိုအမမခံဘင်းနဲ့အာယုံစိုက်ပြီးထိုးတက်သွားရတော့မှာဖြစ်ပါတယ်။ဂျော့ရှာဘန်နဲ့ရိုင်းဆူရူရတို့ထိုးတက်သွားကြမဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဂျော့ရှာဘန်ရဲ့ပြိုင်ဖက်ဖိုင်တာဟောင်းတဦးဖြစ်တဲ့ဂူဒီတန်တန်ကလည်းခံမှန်ပြောဆိုပြီးသွားခဲ့ပါတယ်။ပြိုင်ဖက်ဟောင်းကြီးတွေဆိုပေမဲ့လည်းဂူဒီတန်တန်ကတော့ဘန်ဘင်းအနိုင်ရရှိသွားမယ်လို့ယုံကြည်နေခဲ့ပါတယ်။ဒုတိယအချီလောက်မှာပဲအလဲထိုးနိုင်လိုက်မယ်ဆိုပြီးတော့မှဂူဒီတန်တန်ကခံမှန်ပြီးသွားခဲ့တာဖြစ်ပါတယ်။ ယခုဒီဘက်မှာထိုးတက်သွားမယ့်ပွဲစဉ်မှာဂျော်ရှာပန်ကပဲဒုတိယအချီလောက်မှာအလဲထိုးအနိုင်ရလိမ့်မယ်လို့ထင်ပါတယ်။ဒီကောင်ကရုတ်တာဆိုးပေမဲ့လက်ရည်ကတော့တော်တော်လေးကိုကောင်းပါတယ်။ဆိုပြီးခူဒီဒါတန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရည်တင်ခဲ့တာဖြစ်ပါတယ်။ဂျော်ရှာပန်က UFC ကိုရောက်ကြတဲ့ကနိုင်ပွဲတွေရရှိထားခဲ့တယ်ဆိုပေမဲ့လည်းအလဲထိုးနိုင်ပွဲတော့မရယူပြနိုင်ခဲ့ပါဘူး။ဒီပွဲမှာသူ့အနေနဲ့ UFC မှာပထမဆုံးအလဲထိုးပွဲနိုင်ပွဲရယူသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါဖြစ်ပါတယ် ြိုင်ဖက်ကပွဲရဲ့နီမလူစားဝင်ထိုးတက်ရတာဖြစ်လို့ရင်းစင်ချင်းနေပြီးဒါကလည်း Joshua Van အတွက်အသာချက်ဖြစ်လာနိုင်ပါလိမ့်။ကြိုင်ဖက်ကနဘန်းပိုင်းမှာကောင်းနေတာကြောင့်ဒီပွဲမှာ ground ခေါ်ကစားဖို့ပြင်ဆင်လာနိုင်ပြီးတော့ဒီအချက်ကိုတော့ Van အနေနဲ့တတိထားရမှာလေဖြစ်ပါလိမ့်။ဝမ်ချမင်းရှိကနောက်ပိုင်းမှာတာမြင့်စေးစစ်စေးမှုတွေကိုပါလှုပ်ဆောင်လာခဲ့ပြီးတော့တာမြင့်စေးကြတဲ့ဖိုက်တာတွေကိုလည်းပွဲပယ်ပြစ်ဒဏ်တွေနဲ့အရေးယူလာခဲ့ပါတယ်။လက်တလောပိုင်းမှာလည်းဝမ်ချမင်းရှိကမွေးထိုင်းပိုင်းကဖိုက်တာနှုတ်ကိုပွဲပယ်ပြစ်ဒဏ်တွေချမှတ်ပြီးလိုက်ပါတယ်။ ဒီထဲမှာပြည်သက်ကိုအံ့အားသင့်စေတာကတော့ Russian Fighter Kim Ryan Nabati ရဲ့ပွဲပယ်ပြစ်ဒဏ်ပေးဖြစ်ပါတယ်။ Kim Ryan Nabati ဟာ1 Championship ကိုရောက်ကြတဲ့ကစားပြီးလုံးဝရှုံးပွဲမရှိထားသေးပေ၅ပွဲဆက်တိုက်ကိုအနိုင်ရယူပြန်ထားနိုင်ခဲ့ပါတယ်။ဒီ၅ပွဲစလုံးဟာဆိုရင်လည်း Thai Fighter တွေကိုပဲတီးတန့်အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။နောက်အိုလို Wayne Fighter ကြီးကိုတော့အနိုင်ယူထားနိုင်ခဲ့ပြီးတော့ခပ်ပတ်လူခွင့်နဲ့လည်းနီးစပ်လာတဲ့ Fighter တအုပ်လို့ပြောလို့ရမှာဖြစ်ပါတယ်။ ဒီနေ့အစောပိုင်းမှာနာဘီနဲ့ပွဲတဲပြီးမှပွဲကပြတ်သွားခဲ့ရပြီး Ferrari Fettet နဲ့ပြောင်းပြီးထိုးတက်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင်လည်းနာပါတီက Ferrari Fettet ကိုပထမအချိန်မှရင်အလဲထိုးနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့နာပါတီဟာတာမျက်စိကျသွားခဲ့ရပြီဖြစ်လို့တနည်းအထိပွဲပယ်ပြစ်ဒဏ်ကိုချမှတ်ခံလိုက်ရပြီလည်းဖြစ်ပါတယ်။အကြောင်းနံပါတီအနေနဲ့လာမယ့်2026မတ်လကျမှပဲပွဲပြန်ထိုးပင်ရရှိတော့မှာဖြစ်ပါလေ။ယခုလိုခေါင်းပိုင်းကိုတက်လန်းလာနိုင်တဲ့အချိန်မှာမ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာကတော့တော်တော်လေးကိုနှမျောစရာကောင်းနေပါတယ်ဒီလိုပွဲပယ်ခံရတာကနာပါတီအတွက်ပထမဆုံးအကျဉ်းလေးမဟုတ်ပါဘူးအရင်တုန်းကလည်းတားမြစ်စေးကြပြီးကာလရှိပွဲပယ်ခံရဖို့ပါတယ်နာပါတီနဲ့အတူတားမြစ်စေးကြသွားခဲ့တဲ့ fighter ကတော့ Valori Fate ပဲဖြစ်ပါတယ်သူကတော့နာပါတီလောက်ပွဲပယ်ပြစ်ဒဏ်မများဘဲ၃လပဲပွဲပယ်ခံရမှာဖြစ်ပါတယ် Valerie Fettes ကလည်း1 Championship မှာ၄ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးတော့စင်တင်ချင်းကိုလည်းခံခဲ့ရသေးပါလေ ဒါပေမဲ့လည်းနောက်ဆုံးထိုးတက်သွားခဲ့တဲ့နှစ်ပွဲဆက်တိုက်ကိုတော့ရှုံးပွင်းပြန်ပြီးဂျုံတွေ့ထားခဲ့ရပါတယ်။၃လဆိုတဲ့အချိန်ကပုံမှန်တပွဲရဖို့အတွက်စောင့်စားရတဲ့အချိန်လောက်ပဲရှိတာကြောင့်သိမတိတာဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ဇူလီဦးကတော့ဒီမီထရီခေါတုံနဲ့ပွဲထိုးဖို့အတွက်ဘန်ကောက်မြို့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။မကြတိခင်တုံးကပဲဒီပြိုင်ပွဲအတွက်စီစီဝေးချင်တာတွေကိုပြုတ်လုတ်ပြီးစီးသွားခဲ့ပြီဖြစ်ပါလေ။ဇူလင်းဦးဟာအခုတခါမှလည်းပြီးခဲ့တဲ့ဆက်ဆံနဲ့ပွဲတုံးကလိုပဲဝေးပူထားခဲ့ပြန်ပြီပဲဖြစ်ပါလေ ဒီကရေပွဲတုန်းကခက်စွေတက်မှာမို့လို့ဝိပူနေခဲ့တာဆိုပေမဲ့လည်းဒီတစ်ခါမှာတော့အရင်ထူးတက်နေကြပုံမှန်ထူးနေတဲ့ဘန်တန်ဝိတ်တန်းမှာဝိပူနေခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းတော့ဆိုလင်းဦးကဝိတ်ပူနေခဲ့တာမဟုတ်ဘဲ hydration test မအောင်မြင်ခဲ့တာဖြစ်ပါလေဝိတ်က144ပေါင်နဲ့တမဝိတ်အတွင်းဝင်ရောက်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း hydration test မှာတော့ကျော်လွန်နေခဲ့တာဖြစ်ပါလေဆိုလင်းဦးကတမတ်အချိန်3နာရီအတွင်းမှာဝိတ်တန်းဝင်အောင်၄ချိန်အထိကျူးစားခဲ့တယ်ဆိုပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးဒါကြောင့်ဒီပွဲစဉ်ကိုတော့ catch weight တမ်းမှာပင်ပြောင်းစီစဉ်ရတော့မှာဖြစ်ပြီးတော့တန်ဖက်ကိုထူးကြီးလဲခွဲပေးရမှာဖြစ်ပါလေ အစိုးဆုံးအနေနဲ့ကတော့အလဲထိုးနဲ့အနိုင်ယူခဲ့တဲ့မှာဘွန်နက်ဂျီဒေါ်လာ9000မျိုးလင့်လို့ရတော့မှာမဟုတ်ပါဘူးဒီတစ်ခါဝမ်ချမင်ရှစ်ကဆူလင်းဦးနဲ့ပွင့်တင်ပေးလိုက်တဲ့ဖိုင်တာကလည်းလွဲကူမဲ့ပြိုင်ဖက်မျိုးတော့မဟုတ်ပါဘူးဝမ်ချမင်ရှစ်မှာ2ပွဲနိုင်တပွဲရှုံးရလက်မျိုးပဲရရှိထားသေးတယ်ဆိုပေမဲ့အနိုင်ရရှိထားတဲ့ပွဲစဉ်တွေမှာဆိုရင်တော့အကောင်းဆုံးလုပ်ပြထားနိုင်ခဲ့ပါတယ်ဇူလီဦးကတော့စာချုပ်ရအပြီးမှာကလေးကနိုင်ပွဲမရသေးပဲနှစ်ပွဲဆက်တိုက်ကိုရှုံးပွဲကြုံတွေ့ထားရပါတယ်။ဒါကြောင့်ဒီပွဲမှာတော့နိုင်ပွဲပြန်ယူပြဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။ ဇိုလီဦးကိုရိုင်းကလည်းဒီပွဲမှာအနိုင်ရဖို့အတွက်အကောင်းဆုံးပြင်ဆင်ထားကြောင်းနဲ့ပြတ်သားတဲ့ရလဒ်တစ်ခုကိုထွက်လာအောင်ထူးတက်သွားမယ်ဆိုပြီးအခုလိုပြောပြလာခဲ့ပါတယ်ကျွန်တော်ကတော့ဒီပွဲအတွက်အကောင်းဆုံးရီထက်ကအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားပါတယ်ဒီကလေးပွဲစဉ်တွေမှာရလဒ်မကောင်းခဲ့တဲ့အတွက်ဒီပွဲမှာတော့ရလဒ်ကောင်းအောင်ပြန်လုပ်ပြသွားရတော့မှာပါအနိုင်ရအောင်လဲအစွမ်းကုန်ကြိုးစားသွားမှာပါသူ့ရဲ့ပါဝါကိုလည်းကျွန်တော်ခံနိုင်ရရှိပါတယ်ဒီပွဲကူတော့ပြက်ပြက်တတတာပဲကစားသွားမှာပါ။နိုင်ရင်လည်းပြက်ပြက်တတတာနိုင်မယ် ရုံးရင်လည်းပြက်ပြက်တတနဲ့ရှုံးနေမှာပါလို့ဇူလင်ဦးကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဇူလင်ဦးရဲ့ပြိုင်ဖက်ဒီမီထရီခေါထုံကလည်းဇူလင်ဦးကကြမ်းတမ်းတဲ့ပြိုင်ဖက်တယောက်ဆိုပြီးချီချူပြောဆိုရင်းနဲ့ဒီပွဲမှာသွေးတန်တရဲရဲမြင်ရဖို့ရှိတယ်လို့လည်းပြောလာခဲ့ပါတယ်။သူကမာကြောတဲ့ပြိုင်ဖက်တယောက်ပါဒီပွဲမှာတော့သွေးတန်တရဲရဲနဲ့မြင်ရဖို့ရှိနေပါတယ်။သူကဝမ်ချမစ်ရှင်မှာတခါမှအလဲထူးမခင်ရဖူးတည်တဲ့ဖိုင်တာလေးဖြစ်ပါတယ်။ ဒါကကျွန်တော်အတွက်စင်ခုံမှုတစ်ခုပါပဲသူကပထမဆုံးအလဲထိုးအနိုင်ယူနိုင်တဲ့သူဖြစ်ချင်ပါတယ်ဒါမှလည်းဘွန်နဲ့ကြီးမျောလင်းလို့ရမှာဖြစ်ပါတယ်လို့ဒီမီထရီခော့ထွန်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာဆိုလင်းဦးအနေနဲ့အနိုင်ရလက်ပြန်လဲရယူသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်ဂျိုနာတန်ဟာကတီကတော့ဝမ်ချမင်းရှင်ရဲ့မတူညီတဲ့ဝိတ်တန်၃ခုမှာချန်ပီယံဖြစ်ဖို့တဲ့ဖိုက်တာလေးဖြစ်ပါတယ်အနံဝိတ်မွီထိုင်းနဲ့ကစ်ပေါင်စင်ချန်ပီယံခပ်ပတ်တွေနဲ့ flyweight muay thai champion ခပ်ပတ်တွေကိုလည်းရယူပြနိုင်ခဲ့ပါတယ်။သူကလက်ရှိမှာတော့ bantamweight kickboxing champion တအူးအနေနဲ့ရှိနေသေးပါတယ်။ဒီကရက်နှစ်တုန်းကအမေရိကန်မှာကျင်းပပြုလုပ်သွားခဲ့တဲ့118ပြင်ပွဲကြီးမှာတော့ Jonathan Hakati က super လက်ကိုရှုံးနိမ့်ပြီးတော့ bantamweight muay thai champion ခပ်ပတ်ကိုလက်လွတ်ပြီးခဲ့လိုက်ရပါတယ်။ဒီကရက်လကကာတာမှာကျင်းပပြုလုပ်သွားခဲ့တဲ့1171ပြင်ပွဲမှာတော့ Jonathan Hakati က weight rate နဲ့ bantamweight kickboxing champion ခပ်ပတ်ကကွယ်ပွဲထိုးတက်သွားခဲ့ရပါတယ်။ အဲ့ဒီပွဲမှာတော့ဂျော်နတန်ဟာကတိကဝီရီကိုအမှတ်နဲ့အနိုင်ယူပြပြီးတော့လက်ကျန်ချန်ပီယံခက်ပတ်ကိုကာကွယ်ပြသွားနိုင်ခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့ဂျော်နတန်ဟာကတိဟာဝမ်ချမင်းရှင်ရဲ့ပုံရိပ်အမြင့်ဆုံးဖိုင်တာတွေဖြစ်တဲ့ရော့ထန်နဲ့စူပါလက်တို့ကိုလည်းစိန်ခေါ်ထားခဲ့ပါတယ်။ကျွန်တော်ကတော့မစ္စတာချက်ထရီနဲ့ဝမ်ချမင်းရှင်ဘက်ကတည်ပေးလာတဲ့ပြိုင်ဖက်တွေကိုလက်ခံထူးတက်သွားဖို့အစဉ်တင်ပါပဲ။ကျွန်တော်အနေနဲ့ရော့ထန်စူပါလက်တို့နဲ့လည်းနှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီးပါပြီ။သူတို့နဲ့ထိတ်တိုက်တွေ့ဆုံဖို့ဆိုရင်လည်းကိစ္စမရှိပါဘူး။ ျွန်တော်ကပွဲချင်းတွေကိုထုတ်တက်ပြီးပရိသတ်တွေကိုဖျော်ဖြေမှုပေးချင်တာပါဆိုပြီးဂျိုနသန်ဟာကာတီကပြောဆိုသွားခဲ့ပါတယ်။ဂျိုနသန်ဟာကာတီရဲ့နောက်ပွဲနဲ့ပတ်သက်ပြီးတော့လေဝမ်ချမရှင်ရဲ့ CEO Mr. Chatri ကတော့သူကပွဲကောင်းတွေကိုအများကြီးထုတ်တက်ထားပြတာဖြစ်ပါတယ်။ဆက်ပြီးတော့လေပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်မဲ့ပွဲတွေထုတ်တက်သွားပါလိမ့်မယ်။ Rotan Super Lotto နဲ့တတိယမကြီးပွဲကလည်းဖြစ်လာနိုင်တယ်လို့ Nico Carlo တို့ကလည်းရှိနေသေးပါတယ်။ဒါကြောင့်သူ့အတွက်ပွဲတွေပြီးနိုင်တဲ့ fighter တွေကအများကြီးပါပဲလို့ပြောဆိုသွားခဲ့ပါတယ်။ ရော့တန်ကတော့သူ့အနေနဲ့ဗန်နဝီတန်ကိုတက်လာပြီးဂျိုနာသန်ဟာကတီနဲ့တတိယမကြီးပွဲထူးတက်ချင်းကြောင်းပြောဆိုထားခဲ့ပါတယ်။ဒါပေမဲ့လည်းသူကလက်တလုံးမှာတာကီရူနဲ့ပွဲထူးတက်သွားရဖို့ရှိနေသေးပါတယ်။အဲ့ဒီပွဲပြီးသွားပြီဆိုရင်တော့လက်နော်ထားရတဲ့ flight weight ခပ်ကူပြန်ပြီးစင်ခွန်သွားဦးမှာဖြစ်ပါတယ်။ Super Luck ကလည်း1172ပြန်ပွဲမှာနာပြီးနဲ့ခပ်ကောက်ပွဲပွဲထူးတက်သွားရအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဂျိုနာသန်ဟာကတီအနေနဲ့ Super Luck ရော့တန်တို့နဲ့မကြီးပွဲထူးခွင့်ရအောင်မှာတော့မဟုတ်ပါဘူး။ သူရဲ့နောက်ပွဲကတခြား fighter တအူးအူးနဲ့ပဲဖြစ်လာနိုင်ခြေရှိနေပါလိမ့်လက်ရှိမှာ UFC ကပြည်သက်တွေအတောင်းဆိုးဆုံးပွဲဟာဆိုရင်တော့ Jon Jones နဲ့ Thon Espinero တွင်ဆိုင်ပဲဖြစ်ပါလိမ့်ဒါပေမဲ့ Jon Jones နဲ့ Side Mew ချစ်သူရဲ့ပွဲကဖြစ်လာဖို့ကကြံ့ကြံ့နေခဲ့ရတာကြောင့်ပြီးခဲ့တဲ့နှစ်တုံးမှာဆိုရင်လည်း Thon Espinero အနေနဲ့ခက်ပတ်လူခွင့်မရခဲ့ပါဘူးသူအနေနဲ့ Japan Champion ပွဲကိုတာထပ်ပြီးတော့ကောက်ွယ်သွားခဲ့ရတာဖြစ်ပါလိမ့်အခုတော့ဂျွန်ဂျွန်းစ်နဲ့စတိုက်မီယိုချစ်တို့တွဲဆိုင်ကပြီးပြတ်သွားခဲ့ပြီဆိုပေမဲ့လေဂျွန်ဂျွန်းစ်နဲ့ထွန်အက်စပင်နယ်တို့ပွဲကလည်း တည့်ရဝင်မဖြစ်လာသေးပါဘူးအစောပိုင်းမှာဂျွန်ဂျွန်စ်ကအနာယူမဲလို့တည်င်းတွေထွက်ရှိထားခဲ့တယ်ဆိုပေမဲ့လက်ရှိအနေထားအရတော့ဆက်ထိုးဖို့တည်ချတလောက်ရှိနေပါတယ်တနဝိုက်ကတော့ဂျွန်ဂျွန်စ်နဲ့ထွန်အက်စပင်နယ်တို့တွဲဆိုင်ကတည်ချပေါက်ဖြစ်လာမဲလို့ကတိပေးထားပါတယ်ဂျွန်ဂျွန်စ်ကထွန်အက်စပင်နယ်နဲ့မထိုးခင်အဲလက်စပါရီယာနဲ့ထိုးတက်ခြင်းကြောင့်လဲတောင်းဆိုထားခဲ့တဲ့တည်င်းတွေကလည်းထွက်ရှိနေသေးပါတယ်ဒီတောင်းဆိုမှုကတော့တနဝိုက်ကိုယ်တိုင်ကညင်ထားပြီးထွန်အက်စပင်နယ်ပဲထိုးခိုင်းတော့ဖို့ရှိပါတယ်ဆိုပြီးပြောဆိုလိုက်ပါတယ် ဂျွန်ဂျွန်စကထွန်စပင်နဲ့မထူးချင်တာကြောင့်ရှောင်းနေသလားဒါမှမဟုတ်ရင်ထူးကြည့်ပူရအောင်ပဲဈေးကင်နေသလားဆိုတာကတော့တကယ့်ကိုစဉ်းစားစရာဖြစ်လာပါတယ်။မကြတိခင်ကထွန်စပင်နဲ့ကတော့ပွဲဖြစ်လာဖို့အတွက်အချိန်ဆွဲနေတဲ့ဂျွန်ဂျွန်စကိုဝီဖန်သွားခဲ့ပါတယ်။အခုကပွဲဖြစ်လာဖို့အတွက်ကျွန်တော်တယောက်တည်းထိုင်ပြောနေရတယ်လို့ဖြစ်နေပါတယ်။ UMC ကိုပြောရတာကလည်းအချိန်ပေါင်းမနေတော့ပါဘူး။ကျွန်တော်ကိုသူနဲ့ပွဲတယ်ပြဖို့အချိန်ချင်းတောင်းဆိုထားခဲ့ပါလေ။ကြာလာတော့ကျွန်တော်လည်းပြောရတာရှက်လာပါပြီ ဒီပွဲနဲ့ပတ်သက်ပြီးတချို့တွေကရေးသားနေကြတာမမှန်ပါဘူးတကယ်တော့အခုထိပွဲမဖြစ်လာရသေးတာသူတို့ဖက်ကြောင့်ပါပဲလို့ထွန်းစပင်နဲ့ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဒနာဝိုက်ကတော့2025ခုနှစ်နွေရာသီမှာပင်ဒီပွဲကိုဖြစ်အောင်စီစဉ်ပြီးမယ်လို့ပြောထားခဲ့ပါတယ်ဒါပေမဲ့စီစဉ်ထားသလိုဖြစ်လာပါမလားဆိုတာနဲ့ဘယ်လိုမျိုးအလဲအပြောင်းတွေရှိလာနိုင်မလဲဆိုတာကတော့ပရိသတ်တွေအနေနဲ့စောင့်ကြည့်တွန်းရအောင်မှာဖြစ်ပါတယ်ဒီလအထဲမှာပင် UMC ရဲ့မြူတမီစရောဝေးချန်ပီယံဂျန်ဝီလီကတော့ထိုက်တွင်နော်ဆော်ရော့ကိုအနိုင်ယူလိုက်နိုင်ပြီးတော့ သူ့ရဲ့ချန်ပီယံခပ်ပတ်ကို၃ချိန်တိုင်ကာကွယ်ပြတ်ထားနိုင်ခဲ့ပြီလေဖြစ်ပါတယ်အဲ့ဒီပွဲအပြီးမှာဆိုရင်တော့ဂျန်ဝီလီကိုတိုင်ကသူမအနေနဲ့ဝိတ်တန်တက်ပြီးဗလန်တီနာရှန်ချန်ကိုရဲ့ Flyweight Champion ခပ်ပတ်ကိုစင်ခေါ်ခြင်းကြောင်းပြောပြသွားခဲ့ပါတယ်။ Dana White ကိုတိုင်ကလည်းဒီပွဲကဖြစ်လာနိုင်တဲ့အကြောင်းပြောထားတာကြောင့်စိတ်ဝင်စားဖို့ပူပြီးကောင်းလာခဲ့ပါတယ်။လက်ရှိမှာတော့ဗလန်တီနာရှန်ချန်ကိုကပြန်ဖက်ရထားပြီးတာဖြစ်ပါတယ်။ဒါကြောင့်ဂျန်ဝီလီနဲ့ဗလန်တီနာရှန်ချန်ကိုတို့ Champion အုပ်ရဲ့ပွဲကြီးကဖြစ်လာနိုင်ဖို့ဆိုတာက နောက်ပွင့်ပြီးမှပဲစကားဆက်ပြောသွားရမှာဖြစ်ပါတယ်။ဗလက်တီနာရှက်ချန်ကိုကဇန်ဝေလီနဲ့ထိုးဖို့အတွက်စဉ်ဝင်စားတဲ့ပုံစံကိုပြခဲ့ပြီးတော့လက်ရှိမှာတော့လာမဲ့ပွဲကိုပင်အာယုံဆိုင်နေတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ဒီပွဲကတကယ့်ကိုပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ဇန်ဝေလီကလည်းဖိုက်တာကောင်းတယောက်ပါဒီနေ့ပိုင်းအတွင်းမှာသူမကလည်းအများကြီးတက်တည်ပြထားပြီးပါပြီ။လက်ရှိကတော့နောက်ပွဲအတွက်ပဲအာယုံဆိုင်နေသေးပါတယ်။တပွဲတော့မပြီးသေးပင်နောက်လာမဲ့ပွဲကိုကြူသွေးဖို့ကလည်းစိုးလွန်နေသေးပါတယ်။ တကယ်ဖြစ်လာရင်တော့မြို့သူမီ MMA တမိုင်းတလျှောက်အကျဉ်းဆုံးပွဲလို့တောင်ဖြစ်သွားနိုင်ပါတယ်ဆိုပြီးဗလက်တီနာရှင်ချင်ကိုကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ရောဒီတွဲဆိုင်ကိုတကယ်ပဲဖြစ်လာစီခြင်းသလားဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အောက်က comment မှာလည်းဝင်ရောက်ဆွေးနွေးတော့ပြီးပို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့ရဲ့အတင်းဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ပဲဖြစ်ပါတယ် ားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝဒီကိုပိုင်ဆိုင်နိုင်ကြပါစေ။